ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူအောင်မချန်ကနေကြိုဆိုပါရစေချန်ပီယံစ်လိညကပွဲစဉ်နေပြီးတော့ဆီမီဖိုင်နယ်၄သင်းပဲကျွန်တော်တို့ကျန်တော့တယ်ဘယ်သင်းနေဘယ်သင်းနေတွေ့မလဲဆိုတဲ့ရလက်ကလည်းကျွန်တော်တို့ထွက်ပေါ်လာပြီပေါ့နော်ဆိုတော့အဲ့ဒါတွေထွက်ပေါ်လာအပြီးမှာလက်ရှိပြိတ္တိကြားထဲမှာပြောစရာအများဆုံးဖြစ်နေတာကတော့အာဆင်နယ်ပေါ့လေသူတပြင်းလက်ရှိဒါအော့ပတာရဲ့ကျွန်တော်တို့ဒါ prediction အရာအာဆင်နယ်ဟာဒီနှစ်ချန်ပီယံစ်လိကိုရည်ပြီးဘူးဆွဲဖို့အတွက်ရည်ပန်းစားနေလို့ပဲ တော့အာဆင်နယ်ပြိတက်တွေအတွက်တော့နဝင်းချူစီယာမို့နော်တချို့ပြိတက်တွေအတွက်လည်းမင်းအဟုတ်မှလည်းလုတ်ပါကွာဘာညာပေါ့ဒါမှမဟုတ်လက်ရှိအော်ဒါဆိုတာကရီယယ်မက်ထရစ်နဲ့အာဆင်နယ်တို့မတွေ့ခင်ကတည်းကအာဆင်နယ်နောက်ဆင်းတက်မယ်ဆိုပြီးတော့ခံမှန်းထားခဲ့တဲ့ဒါစူပါကွန်ပျူတာရဲ့ခံမှန်းမှုပေါ့ဗျာဆိုတော့ခံမှန်းတာဖြစ်တဲ့ဒါပုံသေးလေးဖြစ်ချင်မှဖြစ်လာမှာပေါ့လေသူတို့ကတော့ခံမှန်းတဲ့နေရာမှာဟိုပြိုင်ပွဲနှစ်သင်းရဲ့လက်ရှိအခြေအနေတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘတ်တင်မားကတ်ရဲ့အခြေအနေတွေပြီးလို့ရှိရင်တမိုင်းတစ်လျှောက်တွေးခဲ့တဲ့အခြေအနေတွေ နှစ်သင်းစလုံးရဲ့ချန်ပီယံစ်လိတက်လျှောက်ကပေါ့နော်ခြီစွန်းနဲ့ပြုရမလဲဒီပွဲစဉ်ရလက်တွေကိုကြည့်ပြီးတော့စူပါကွန်ပျူတာကတွက်ချက်တာကိုဆိုတော့အော်ဒါစူပါကွန်ပျူတာရဲ့တွက်ချက်မှုရအာဆင်နယ်ကထိတ်ဆုံးမှာကျွန်တော်တို့ဒါဘူဆွဲဖို့ရည်ပန်းစားနေတဲ့အသင်းပေါ့ဆိုတော့ဒါအာတီတာအတွက်တော့အာဆင်နယ်နဲ့တမိုင်းဝင်ချန်ပီယံစ်လိဖလားယူကိုယူပြနိုင်မလားကျွန်တော်တို့ကြည့်ရမယ်ဆိုတော့ဒီနေရာမှာကျန်တဲ့၄သင်းနဲ့မှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဟိုဘယ်လိုရမလဲကစားပုံတအားကောင်းခြီစွန်းနေတအားကောင်းနေပြီမဲ့ဘူဆွဲဖို့ လက်ရှိကျန်တဲ့၄တင်းဗာလဲပါတီအာဆင်နယ်အင်တာ PSG ဘာစီလိုနာဆိုတဲ့၄တင်းထဲမှာဘူဆွဲဖို့အတွက်ရေပန်းစားမှုအ ਨੇ ဆုံးအောက်ဆုံးမှာရှိတာကဘာစီလိုနာပါဘာစီလိုနာဟာကျွန်တော်ဒီပြိုင်ပွဲမှာဘူဆွဲဖို့အတွက်27တတမရှိရာဂိုင်းနှုံးပဲကျွန်တော်ရှိတယ်ဒါဟာလက်ရှိဒီ၄တင်းထဲမှာအ ਨੇ ဆုံးပဲဟိုဒါကလည်းတကယ်တမ်းပြောရလို့ရှိရင်တော့ဗောနောဘာစီပရိသတ်ဒီဘက်ကကျွန်တော်ကြည့်ကြည့်ဒါတကယ်တမ်းလက်ရှိကျွန်တော်ဒီ overall တွေပဲ overall performance တွေပဲကြည့်ကြည့်ဘာစီဟာတကယ်ကောင်းနေတာ တကယ်ကောင်းနေပြီးတော့သူတို့ဒါလာလီဂါမှာဆိုလို့ရှိရင်လည်းပဲသူတို့ချန်ပီယံဖြစ်ဖို့တော်တော်အချိန်ကြီးကောင်းနေပြီဒါအပြင်လက်ရှိပရီးမီးယားလိမှာဆိုလို့ရှိရင် sorry ပရီးမီးယားလိပဲချန်ပီယံစ်လိမှာဆိုလို့ရှိရင်လည်းပဲသူတို့ဒါကစားတဲ့ပွဲတွေကဂိုးတွေတရဇက်သွင်းနေနောက်တန်းကလည်းတော့လူကျွန်းထောင်ချောက်တွေကျွန်တော်တို့ဒါ high line ကြီးတွေနဲ့အမီးတွေဖမ်းနေတကယ်လည်းပဲအချိန်ကြီးကောင်းနေပေါ့ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ဘာစီကြော်ဖြတ်လာတဲ့အသင်းတွေဘာစီတွေးခဲ့တဲ့အသင်းတွေဘာစီဒီနီယာအထိရောက်လာအောင်လုပ်နိုင်ခဲ့တဲ့အသင်းတွေကိုကျွန်တော်တို့ကြည့်ရင် တတော်ကိုတခြားအသင်းတွေနဲ့ဆိုင်လွယ်တယ်လို့ကျွန်တော်ပြောရမယ်ဆိုတော့အင်တာဟာဘာစီပထမဆုံးရင်ဆိုင်ရမယ်ခက်ခဲတဲ့အသင်းတွေကတခုပဲဆိုတော့ဘာစီလိုနာကဒီလက်ရှိကိုရောက်လာဖို့ဒီဗာလဲဟိုမှာ quarter final မှာဗောနော်ဒေါ်မွန်ကိုရှင်ပြိုင်ခဲ့ရတာဒေါ်မွန်ဆိုတာကညီကလေးတို့တည်တဲ့အချိန်မှာဒီ Bundesliga မှာသွားကြည့်ရင်လည်းပဲတတော်ကိုတိုင်ပတ်နေတဲ့အသင်းပေါ့ဆိုတော့အဲ့ဒါကြောင့်အဲ့ဒီမတိုင်ခင်ကလည်း round 60မှာဆိုလို့ရှိရင်ကျွန်တော်က ဘင်ဖီကာကိုသူတို့ယင်ဆိုင်ခဲ့ရတာဘင်ဖီကာဆိုတာသူတို့အုပ်စုတုန်းကလည်းကစားဘူးတယ်နော်ဆိုတော့အဲ့လိုမျိုးဆိုတော့ဒါကြောင့်ကျွန်တော်ကတော့ဗောနော်ဘာစီကလက်ရှိတအားကောင်းနေတာမှန်ပြီမဲ့လေလို့ဘာစီလိုနာဖြစ်တန်းလာတဲ့အသင်းတွေကိုကျွန်တော်တို့ကြည့်ရင်တခြားအသင်းတွေလောက်မခက်ခဲဘူးဆိုတာတွေ့ရမှာအဲ့တော့ကျွန်တော်အနေနဲ့ဒါဘာစီကအခုလက်ရှိ Optar Super Computer ရဲ့တွေ့ချက်မှုရဘူဆွဲမှုတွေရေပန်းစားမှုအ ਨੇ ဆုံးမှာရှိနေတယ်လို့ကျွန်တော်ယူဆတယ်21တသမ800ခန့်နှုန်းနဲ့ပါဆိုတော့တတိယနေရာမှာဘူဆွဲမှုရှိနေတာကတော့ Arsenal နဲ့တွေ့ရမယ့်ပြိုင်ဘက် PSG ပဲဆိုတော့ PSG က24.0ရာခိုင်နှုန်းကျွန်တော်တို့ဒါဘိုးဆွဲမှုရေပန်းစားနေတဲ့ရေပန်းစားမှုတတိယအများဆုံးပေါ့ဗျာဆိုတော့ဘယ်လိုပြောမလဲ PSG ကိုကျွန်တော်တို့ကြည့်ရင်တော့တော်တော်ကိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့အသင်းပါမြူရိုတိတဲ့အတိုင်းပဲအကူသမားကလည်းတော်နာရူမာအရင်ကြီးကောင်းတဲ့ distribution ကိုသမားမျိုးမဟုတ်ပေမဲ့ super keeper မျိုးမဟုတ်ပေမဲ့လည်းသူကနေသူ goalkeeping ကတော့ဟုတ်တယ်လို့တော့ဖြစ်နေတာပဲဗောနော်ဒီနေရာကြီးရောက်လာခဲ့တဲ့နေရာမှာလည်း PSG အနေနဲ့ ဒါဒိုနရူမာရဲ့ penalty save တွေကျေးဇူးတွေပါတယ်နောက်တန်း၄ယောက်ကိုကျွန်တော်ကြည့်တော့လေဟာကီမီယိုနော်နူနူမန်ဒက်စ်တို့မာကွင်ဟိုးစ်နဲ့ကျွန်တော်ကဝီလျံပါချိုတို့လိုကစားမတွေဘာနယ်ဒိုတို့လိုကစားမတွေဆိုတော့နောက်တန်းဒီ physical ကောင်းနေမြန်နေခံစစ်ကောင်းနေဆိုတော့အနေထားမျိုးကွင်းလေကိုကျွန်တော်ကြည့်ရင်လက်ရှိ PSG ရဲ့ကွင်းလေအတွေ့ဟာတော်တော်ကိုကောင်းတဲ့အခြေအနေပါတော်တော်ကိုကျွန်တော် balance ညီတယ်ပေါ့နော်ဒီနေရာမှာ PSG ကွင်းလေမှာအားနေတာတခုပဲ physical ဘိုင်းတော်တော်ကိုအားနေတယ် နောက်သူတို့ကပြိုင်ဘက်ကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့ကွင်းလင်မျိုးဖြစ်တဲ့ဘောလုံးအည်သွေးပြည့်ဝတဲ့ကွင်းလင်မျိုးကျွန်တော်တို့ဖြစ်တယ်။ဒါပေမဲ့ physical ကောင်းမလာပြီးသူတို့နဲ့လေဘောလုံးအည်သွေးသိပ်မကွာဘူးဆိုတော့ကွင်းလင်တွေနဲ့ကျွန်တော်တို့ပြန်ရှင်ရရင် PSG ကွင်းလင်ကလည်းတော့တိုင်ပတ်သွားလို့ရှိတယ်။ဒါကြောင့်လည်းပဲအာဆင်နယ်နဲ့ကျွန်တော်တို့အနေနဲ့ဒီအွာတုံးကဗာလေပရီအုပ်စုရှစ်ပွဲကစားတာတွေ့တုံးကသူတို့ဒူးစီးနဲ့ရှုံးတာအဲ့ဒီတုံးကတော့ PSG အရင်ကောင်းမနေတာလေပါတာပေါ့လေတိုက်စစ်ကလည်းဒမ်ဘီလီတို့ခဗာရာတို့ပြီးလို့ရှိရင် အဲဘရက်ဒလီဘာကူလာတို့ပေါ့နော်ဒါဒီဇီရီဒူဝေးတို့ဘာလို့ဆိုတာမျိုးကလည်းလက်ရှိမှာတအားကောင်းနေတယ်မလားဆိုတော့ PSG အတွက်ဒီပြိုင်ပွဲဟာအင်မတန်အရေးကြီးပါတယ်သူတို့လီဂူဝမ်ဖလားကလည်းရပြီးသွားပြီဆိုတော့သူတို့ခေါင်းနဲ့ထည့်စရာမလိုတော့ဘူးဒါပေမဲ့လို့ချန်ပီယံစ်လိဖလားဒီသူတို့တမိုင်းမှာတကားမှမရဘူးသေးဘူးဒါကိုအင်ရီကေကလှုပ်ပြရမှာလက်ရှိသူတို့မှာကဘိုဆွဲဖို့အတွက် အကောင်းဆုံးနေရာမှာလည်းသူတို့ရှိနေတယ်တကယ်ပြောရရင်လက်ရှိမှာသူတို့အသင်းရဲ့ကစားဟန်တွေကတော်တော်ကိုစိတ်လုံချဖို့ကောင်းတယ်ဒါပေမဲ့အော်ပတာကတော့ ဒီအတင်းပိုဆွဲမှုဟာတတိယနေရာမှာပဲပေါ့နော်ဒါရေပန်းစားမှုအများဆုံးဖြစ်ရှိနေတယ်ဆိုတော့တိတ်တော့အချင်းကြီးမကောင်းဘူးပေါ့ဗျာဆိုတော့တခုတော့ရှိတာကတော့ဘယ်လိုပြောမလဲအာဆင်နယ်နဲ့ပေါ့နော်သူတို့တွေတွေ့ဆုံခဲ့မှုတဲ့ပထမအကြော်လဲပါလို့လို့ကျွန်တော်ထင်တယ်အဲ့ဒီရှစ်ပွဲကျွန်တော်အုပ်စုပွဲစဉ်ကစားကြတော့ကအာဆင်နယ်ကိုသူတို့တူးစီးနဲ့ရှုံးခဲ့တာမလားအဲ့လိုမျိုးဆိုတော့ကျွန်တော်အဲ့ဒါကြောင့်လဲပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါအပြင်သူတို့ကဒီနေရာမှာတက်လာတော့ကလည်းအက်စတိုမီလာကိုကျွန်တော်ကြည့်ပါလားအိမ်ဝင်းမှာ3-1နဲ့နိုင်ထားပြီးမြဲအဝေးဝင်းမှာရှုံးပြီးတော့ သူတို့တွေကဗာလဲ5-4တွေဗာတွေဖြစ်သွားတယ်ဆိုတော့တော်တော်ကိုကန်ကောင်းကန်တီခဲ့တယ်ဗောနော်လီဗာပူးသင်းတဲ့ပွဲစဉ်တုန်းကလည်းဒီတိုင်းပဲတိုက်စစ်ကတအားကောင်းပြီးတော့အိမ်ငွေ့မှာရှုံးသွားတယ်အဝေးကွင်းတော့ပင်နတီအဆုံးဖြတ်တီဗာတွေနဲ့နိုင်သွားတယ်ဒါမျိုးပေါ့ဆိုတော့ဒါကြောင့် PSG တက်လာတဲ့အနေထားကပင်နတီအဆုံးဖြတ်တီဗာတွေလည်းပါတာဆိုတော့ Opta ရဲ့ဒီတွဲချက်မှုကအတိုင်းအတာတကူဒီဒီလိုမျိုးတွဲလိုက်တယ်လို့ပဲကျွန်တော်ထင်တယ်ဆိုတော့ဒါက PSG နဲ့ပတ်သက်လို့ပေါ့လေဆိုတော့ PSG နဲ့ Arsenal ကအမှန်ကန်ကန်မှာဘာလို့လဲဆိုတော့နှစ်သင်းစလုံးဟာတမိုင်းဝင်ရေးထိုးနိုင်မဲ့ chance မျိုးပြသေးတာနှစ်သင်းစလုံးကချန်ပီယံလိမရဘူးကြသေးဘူးဆိုတော့နှစ်သင်းစလုံးကလည်းထိတိုက်တွေ့နေတာဆိုတော့ final ဘူတက်ဖို့ဒီသူတို့အတွက်ဒါအကောင်းဆုံးအနေထားရှိနေတာဆိုတော့နှစ်သင်းစလုံးကလည်းလက်ရှိကောင်းနေတာဆိုတော့တော်တော်ကိုကြည့်ကောင်းမယ်ပွဲပါဆိုတော့နောက်တစ်ခုက Inter Milan ပေါ့နော် Inzaghi ရဲ့အသင်းကတော့ popular အဖြစ်မှုအနည်းဆုံးပေါ့လေဘာလို့လဲဆိုတော့ Italy City ကကလပ်တင်းလည်းဖြစ်တာနဲ့ဘာနဲ့ဒါပေမဲ့လက်ရှိ Inter ဟာဒီအခြေအနေကြီးရောက်လာပြီးတော့ဒီပြိုင်ပွဲမှာဘူဆွဲဖို့အတွက် ရေပန်းစားမှုဒုတိယအများဆုံးနေရာမှာရှိနေတယ်ဒုတိယနေရာမှာရှိနေတယ်25ဒသမ5ရာခိုင်နှုန်းနဲ့ဒါ Opta Super Computer ရဲ့တွက်ချက်မှုအရာပေါ့ဆိုတော့ Basi ကကစားခဲ့တဲ့မြတ်ပြိုင်ဘက်ဒီတိုင်းမှာအရင်ကြီးခက်ခဲတဲ့ပြိုင်ဘက်မရှိရရဲ့ Inter ကဘောနောကျွန်တော်တို့နေလက်ရှိ Bayern Munich ကိုကျွန်တော်တို့ဒါဟိုဘယ်လိုလုံးဖြုတ်ချလာတာတွေကျွန်တော်တို့ကြည့်ရင်ဒီလိုမျိုးဖြစ်တွက်ချက်ထားတယ်လို့ပဲကျွန်တော်ထင်တယ်။ Inter Milan ဟာ Champions League အတွေ့အကြုံတအားကောင်းပြီးတော့လက်ရှိ Inzaghi ရဲ့လက်အောက်မှာတအားကိုကြစ်လက်မှုကောင်းနေတဲ့အသင်းမှာ တခုပဲအဝေးကွင်းနေဆိုသူတို့ကအများကြီးမယုံရဘူးเนาะဒါပေမဲ့လို့ပေါ့เนาะဘိုင်ယန်မြူနစ်ကိုအဝေးကွင်းမှာနိုင်ပြီးတော့အိမ်ကွင်းတရေကန်ရင်နောက်တစ်ဆင့်ကိုတက်လာတာဒါကလည်းပြောစရာဆိုတော့အင်တာမီလန်အတွက်တိုက်စစ်ကလော်တာရိုမာရီနက်စ်ကလုံးဝ on form ဖြစ်နေပြီးတော့တအားကိုကောင်းနေတယ်ပြီးလို့ရှိရင်မာကတ်စ်တူရန်တို့ဘာတို့ကလည်းအတွက်ဖက်ညီအောင်ကစားနေတယ်လို့ဝင်းဘက်စ်နှစ်ယောက်ကလည်းတအားအလုပ်ဖြစ်နေပြီးတော့ကွင်းလယ်၃ယောက်ကလည်းကျတော့တော်တော်ကြီးကိုကောင်းတယ်ခန်းစစ်ကလည်း၃ယောက်ကစားတယ်ဆိုတော့ကြစ်လစ်မှုကအပြည့်ပဲပေါ့နော်ဆိုတော့ ဘာစီလိုနာလိုတဒက်ဆက်တိုက်စစ်ဆင်တဲ့အသင်းမျိုး Hyderabadline ကစားတဲ့အသင်းမျိုးနဲ့တွေ့တဲ့ပွဲမှာ Inter Milan အနေနဲ့သူတို့အတွက်ပေါ့နော်ဘလောက်ထိရလက်တွေကောင်းအောင်လုပ်ပြနိုင်မလဲကျွန်တော်စောင့်ကြည့်ရမှာပေါ့လေအဲကြောင့် Inter Milan ကတော့တတိယနေရာမှာကျွန်တော်ရှိနေတယ်ပေါ့နော်ဒါရေပန်းစားမှု25တသမ5ရာခိုင်နှုန်းနဲ့ဆိုတော့ Arsenal ကတော့လက်ရှိ Champions League ပြိုင်ပွဲလက်ကျန်၄တင်းနဲ့မှာဒီရာဒီ Champions League ဖလားကိုရဖို့အတွက်ရေပန်းစားမှုနံပါတ်1နေရာမှာကျွန်တော်ရှိနေပါတယ်28တသမ9ရာခိုင်နှုန်းထိ အော့ဖ်ဒါစူပါကွန်ပျူတာရဲ့တွက်ချက်မှုအရသူတို့ကရေပန်းစားနေတာဆိုတော့အာဆင်နယ်အတွက်တော့ဘယ်လိုပြောမလဲပရီးမီးယားလိမှာမျိုးလင်းချက်မရှိတဲ့လောက်ဖြစ်သွားပြီဒါပေမဲ့လို့ချန်ပီယံစ်လိဂ်ဒီသူတို့ဟာအကောင်ဆုံးဆိုတဲ့အခြေအနေမျိုးအာဆင်နယ်ကျော်ဖြစ်လာတဲ့အသင်းတွေကို ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါစိန်ခုံမှုကောင်းကောင်းလုပ်နိုင်တဲ့အသင်းတွေကြီးပဲပေါ့နော်ရီယယ်မက်ဒရစ်လိုအသင်းမျိုးကိုကျော်လာပြီးဆိုကြတဲ့ကကစားသမားနဲ့နီးပြတွေမှာ ငါတို့ကြံတဲ့အသင်းကြီးကိုလည်းကြိုက်တဲ့လောက်ကောင်းအနိုင်ယူနိုင်စွမ်းရှိရဆိုတဲ့စိတ်တမျိုးကဝင်သွားမှာပဲကျွန်တော်ပြောလို့ပဲအာဆင်နယ်အတွက်ချန်ပီယံစ်လိဂ်ကမရဘူးသေးဘူးဆိုတော့ဒီဒီယာဒီမှာလည်းလက်ကျန်၄သင်းနဲ့မှာလည်းဒီကနေ့တွေးကြည့်ရင်ဗျာလက်ကျန်၄သင်းနဲ့မှာအာဆင်နယ်အင်တာမီလန်နှစ်သင်းလောက်နီးစနစ်ကိုကောင်းကောင်းမွန်မွန်နဲ့ဟိုရည်ရှိကစားလာတဲ့အသင်းကြီးမရှိသေးဘူးအာဒီတာရဲ့လက်အောက်မှာအာဆင်နယ်ကတော်တော်ကိုကောင်းနေတာ တတော်ကိုကောင်းနေပြီးတော့ဗောနဒီကောင်းနေကောင်းလာတာလေကြာပြီဗျာ၃လနှစ်လောက်ကျွန်တော်ရှိနေပြီအင်တာဗီလန်ရဲ့အင်ဇာဂီကလည်းဒီတိုင်းပဲအခုဒီယာဒီမထကောင်းတာမဟုတ်ဘူးတောက်လျှောက်ဆိုလို့ကျွန်တော်တို့ကောင်းလာတာဒါပေမဲ့ PSG တို့ဘာစီလိုနာတို့ကကျတော့ဒီယာဒီကျမအမှန်ကန်ကောင်းနေကြတာဆိုတော့အဲ့လိုမျိုးဆိုတော့စနစ်နဲ့ကကျွန်တော်တို့နေတဲ့အသားကြတာကအင်တာနဲ့အာဆင်နယ်ဖြစ်နေတာအဲကြောင့်ဒီနှစ်သင်းကအချိန်ကြီးအကောင်ဆုံးအာဆင်နယ်ဒီဒီ၄သင်းနဲ့မှရေပန်းအစားဆုံးကျွန်တော်တို့ဖြစ်လာတာဆိုတော့ Real Madrid ကိုလည်းနိုင်လာတယ်နောက်ရှိမှဆိုလို့ချင်းလည်းပဲ NDM များပါတယ်ဆိုတော့အသင်းကိုကြည့်ပဲသူတို့နိုင်လာတယ် ဒါဟာအာဆင်နယ်အတွက်တော့ဒါတကယ့်ကိုမဟာအခွင့်အရေးပဲကြိုက်ကြိုက်ပြိုင်ပွဲကြိုက်တယ်လို့ဖြစ်ချန်ပီယံစ်လိဂ်ကတော့နောက်ဆင်းတက်ပြီးတော့ဘူးဆွဲမှုအကိုသူတို့ရမယ်ပေါ့ကျတော့ဒါကြောင့်မနော်ဥစမန်ဒမ်ဘီဒီတို့နဲ့တွေ့မယ်ပြေးချင်တဲ့ပွဲမှာလဲအာဆင်နယ်ဟာနောက်ဆင်းကိုတက်ဖို့အတွက်ရေပန်းအစားဆုံးဖြစ်နေပြီးသားကျတော့အစာကာလို့လည်းပြန်ကောင်းလာပြီးနော်ဂါဘရီယယ်တို့ပါတော့မပါနိုင်ပေမဲ့ခန်စစ်ကလည်းချစ်လက်မှုတစ်ခုရှိနေတာပြနိုင်နေလို့မယ်ရီယယ်မက်ထရစ်လိုတိုက်စစ်နဲ့တော့မှနှစ်ကျော်ပေါင်းတကူပဲခွင့်ပြုထားရတဲ့ခန်စစ်ကဘလောက်ထိချစ်လက်မှုရှိတယ်လဲကျွန်တော်ကောင်းကောင်းတွေ့နိုင်နေပေါ့နော် ဆိုတော့ဒါဟာအာဆင်နယ်အတွက်တော့သူတို့တမိုင်းဝင် ဖလာကြီးရနိုင်မလားဗောလေဒါအာဆင်နယ်နေနဲ့သူတို့ဒီချန်ပီယံစ်လိပြိုင်ပွဲမှာဆိုလို့ရှိရင်ဖလာမယူနိုင်ဘဲနဲ့ဗောနော်ချန်ပီယံစ်လိပွဲစဉ်အများဆုံးကစားရတဲ့နေရာမှာပါတယ်ဒုတိယကြော့နေရာဒုတိယနေရာမှာတော့ဒီ PSG ကရှိနေတယ်ချန်ပီယံစ်လိပွဲတွေတော့ကစားရတယ်ဖလာတော့မရဘူးဆိုတဲ့ပုံစံမျိုးဆိုတော့အဲ့ဒါတွေကိုပြောင်းလဲဖို့အာဒီတာနဲ့အာဆင်နယ်တင်းတို့ဒီယာဒီမှာအခွင့်အရေးရှိနေတယ်ဗောလေ ဆိုတော့လက်ရှိမှာလည်း Opta Super Computer တွေ့ချက်မှုရအာဆင်နယ်ဘူဆွဲဖို့ရည်ပန်းစနေပါတယ်ဆိုတော့တကယ်ရောအာဆင်နယ်ဘူဆွဲနိုင်မယ်လို့ကျွန်တော်ထင်ကြလားအရင်ဆုံးဘူဆွဲဖို့ဆိုလို့ကျွန်တော်သူတို့နဲ့တူတူဘယ်လိုပြောမလဲဖလားမရဘူးသေးတဲ့ PSG နဲ့တွေ့နေတဲ့အချိန်မှာဖြုတ်ချနိုင်ဖို့ကျွန်တော်လိုတယ်ဆိုတော့ PSG နဲ့အာဆင်နယ်ဘယ်တင်တက်မလဲလက်ရှိ Champions League ကိုဘယ်အသင်းတွေရယူသွားနိုင်မယ်လို့ကျွန်တော်ထင်ကြလဲဆွေးနွေးကြပါအားလုံးကိုကြည်တူများကြီးတင်ပါတယ်